2025-2026ပညာသင်နှင့် EAWD တိုင်းဒေသကြီးအခြေခံပညာကျောင်းပေါင်းစုံ င်ခရာပြိုင်ပွဲဖွင့်ပွဲခန်းနာကွန်ဒီကနေ့မနက်ပိုင်းကပသိမ်မြို့ကိုသိန်းအားကစားကွင်းမှာပြုလုပ်ခဲ့ရာရှေးဥစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမဝင်းကကျောင်းသားကျောင်းသူများဗတ်ဆောင်ဖွင့်ဖြိုတွတ်တက်စေဖို့ဗလာငါးတန်နဲ့ပြည်စုံနဲ့နိုင်ငံသားကောင်းများဖြစ်ထွန်းလာစေဖို့ရည်ရွယ်ပြီးတိုင်းဒေသကြီးအစဉ်ရှစ်ခရိုင် ကာအုပ်စုအသင်း၄သင်းနဲ့ခါအုပ်စုအသင်း၆သင်းစုစုပေါင်း၁၀သင်းနဲ့ဘင်ခရာပြိုင်ပွဲကိုကျင်းပပေးခြင်းဖြစ်ပါကြောင်း တိုက်တာကြီးအဆင့်ဘင်ခရယာပြိုင်ပွဲမှာမျိုးဆက်တဲ့ចောင်းသားလူငယ်များနဲ့ဘင်ခရယာအသည့်များထက်မှန်ပေါ်ပေါက်လာပြီးအခမ်းအနားများအကစားပြိုင်ပွဲများမှာကိုရိုင်းတီမှုဖျော်ပြနိုင်သူများပေါ်ထွန်းလာမှာဖြစ်ပါကြောင်းပြောကြားပြီးဘင်ခရယာပြိုင်ပွဲကျင်းပနိုင်ရေးအတွက်ချီးမြှင့်ငွေပေးခဲ့ပါတယ်။ အဲဒီနောက်တာနီတာကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာပြိုင်ပွဲဝင်ဘင်ခရာအသင်းများရဲ့ရှင်ပြိုင်မှုများကိုကြည့်ရှုအားပေးခဲ့ကြပါတယ်ဆလဘင်ကိုသိန်းအာကစားခမ်းမမှာအခြေခံပညာကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲစုချင်းမြင့်ပွဲခန်းနာကိုကျင်းပရာ အောက်စုခဘင်ခရပြိုင်ပွဲမှာအထူးဆုရရှိတဲ့အသင်းများအားတိုင်းဒေသကြီးပညာရှင်မှုက၎င်းအောက်စုကဘင်ခရပြိုင်ပွဲမှာအထူးဆုရရှိတဲ့အသင်းများအားတိုင်းဒေသကြီးလူမှုရေးရဝန်ကြီးက၎င်းအောက်စုခဘင်းခရပြိုင်ပွဲမှာ ပထမဆုံးရရှိတဲ့ဖြာပုံခရိုင်အသင်းဒုတိယဆုံးရရှိတဲ့ကျုံပြောခရိုင်အသင်းတတိယဆုံးရရှိတဲ့မအူပင်ခရိုင်အသင်းနဲ့အောက်စုကမှာပထမဆုံးရရှိတဲ့ပသိမ်ခရိုင်အသင်း ဒုတိယဆိုရရှိတဲ့ဟင်းတရခရိုင်အသင်းနဲ့တတိယဆိုရရှိတဲ့မြန်အောင်ခရိုင်အသင်းများအားတိုင်းဒေသကြီးဝန်ကြီးချုပ်က၎င်းစုတက်စိန်ဂုံပြူချင်းမြင့်ဝင်ဂုံပြူမှတ်တမ်းလွှာများပေးရချင်းမြင့်ခဲ့ကြပါသည် အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဖွဲ့ဟာအေယာဝတီတိုင်းဒေသကြီးလမ်းဦးစီးဌာနကြီးကြပ်ရေးဖွဲ့အေယာဝတီကမော်လမြိုင်ကျွန်းမြို့နယ်စိုက်ပြီးမရဲအုံးပင်စုအတွင်းရှိတရားအမှတ်တင်းမြင့်ဆောင်တိကာလန်ဘေးမြောင်းတရားတန်ကူကွန်ကရစ်တရားဒဇင်တိဆောက်ခြင်းပထမပိုင်းလုပ်ငန်းဆောင်ရွက်နေမှုကိုကြီးရှုစေခဲ့ပြီးအကြီးအသေးပြည့်မီရေးနဲ့သမတ်ကာလာတွင်ပြည်စည်းစေရေးမှာကြားခဲ့ပါတယ်ဆလပီတာနီတာဂျီဝန်ကြီးချုပ်နဲ့အဖွဲ့ဟာလက်ပုတ်ကြခရိုင်မော်လမြိုင်ကျွန်းမြို့နယ် မရက်အုံပင်စုကြေးရွာမှာကျေးလက်ဒေတာဖွံ့ဖြိုးတိုက်တက်ရေးဦးစီးဌာန2025-2026ခုဘဏ္ဍာရေးနှစ်မှာကျေးရွာဖွံ့ဖြိုးတိုက်တက်ရေးလုပ်ငန်းစီမံကိန်းငွေကျပ်350ညာစဲရောက်ကျေးရွာစီမံကိန်းအတူရငွေကျပ်85သိန်းပြည်သူထက်ဝင်ငွေကျပ်300စုစုပေါင်းငွေကျပ်435သိန်းနဲ့တိစောက်မယ်ကျေးရွာဘတ်ဆောင်သွန်ခန်းမှာဖွင့်ပွဲခန်းလာကိုတက်ရောက်ခဲ့ပြီး ကဏ္ဍာကြီးဝန်ကြီးချုပ်ကကပြေးမော်ကွန်းကိုစက်ကလုံးနှိပ်ဖွင့်လင့်ပေးကခမ်းမကိုကြီးရှုသေးခဲ့ပြီးဖျော်ပြေရေးအဖွဲ့များအတွင်ချင်းမြင့်ငွေများပေးရခဲ့ပါတယ်အဲ့နောက်မရက်အုံးပင်စုကြည်ရွာစမှုလျာစနစ်ကြဆံပြလျာမြေဧကတရာရှိလဲမြေစေဧကမှာမိုးစဘာဆံကွက်ရှိသိနေမှုကိုကြည့်ရှုအားပေးခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးလယ်မြေ6အေကမှຫນွေစဘာ new era 11မျိုးစဘာကိုမျိုးစေးချကရိယာ drum sitter နဲ့စဘာစိုက်ပျိုးနေမှုကို၎င်းပေါ်ဆန်ဆက်တဲ့မျိုးစံတက်ခွက်ကို၎င်းကြည့်ရှုအားပေးခဲ့ပါတယ် ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာမရက်အုံးပင်စုကြေးရွာမှာပြုလုပ်တဲ့2025 2026ခုနှစ်ကော်ဖီပြိုးပင်စိုက်ပြိုးပွဲခန်းနာသို့တက်ရောက်ပြီးဌာနဆိုင်ရာများဒေသခံများနဲ့အတူကော်ဖီပြိုးပင်300ကိုစိုက်ပြိုးပေးခဲ့ပြီးမရက်အုံးပင်စုကြေးရွာအလယ်တန်းချောင်းသို့တွားရောက်ကာတန်ရှင်း၍စိတ်လန်းဆုပ်ပြေတဲ့ကြောင်း clean and green school ဆောင်ရွက်ထားရှိမှုကို ကြီးစုအားပေးခဲ့ပြီးဆရာဆရာမများအတွက်ချီးမြှင့်ငွေများပေးရခဲ့ပါတယ်။ အဲဒီနောက်တာဟိတာကြီးဝန်ကြီးချုပ်ဟာအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဗဟုအကြံပေးအဖွဲ့အဖွဲ့ခေါင်းဆောင်ဦးစောထွန်းအောင်မြင်တဲ့အတူမော်လမြိုင်ကျွန်းမြို့နယ်ချိန်ကလာကြီးရွာမှာပြုလုပ်တဲ့တရား၅နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုကြိုးဆိုဂုဏ်ပြုသောအဖြစ်ကြီးရွာလျှက်စစ်မီဖွင့်ပွဲခန္ဓာတို့တယောက်ပြီးဖွင့်ပွဲဆိုင်ဘုတ်ကိုမိခလုံးနှိပ်ဖွင့်လှစ်ပေးကဖြော်ပြရေးအဖွဲ့များအတွက်ချင်းမြင့်ဝင်များပေးခဲ့ပါတယ် ဆက်လက်ပြီးကျေးရွာအတွင်းရှိနေအိမ်များမှာတက်ဆင်ထားတဲ့လျှက်စစ်မီတာများနဲ့လျှက်စစ်မီသုံးဆွဲနေမှုအခြေအနေများကိုလိုက်လံကြည့်ရှုဆေးခဲ့ပြီးလျှက်စစ်မီကိုစနေကြသုံးဆွဲစေရေးမှာကြားခဲ့ကြောင်းသိရပါတယ်။ဒီသတင်းကိုပသိမ်သတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်။